ရားမျှော်လင့်ထားရတဲ့ UCLA အမျိုးသမီးအသင်းမှာရွေးချယ်ခံရပါမလဲလက်ကျင်ကွင်းမှာသာထိခိုက်ဒဏ်ရာရသွားပြီးတော့မှပါဝင်ရှင်ပြိုင်နိုင်ခွင့်မရတော့တဲ့မြမတိုက်စစ်မှုမစ်ထလူပဲဖြစ်ပါတယ်အသက်ငငယ်ရွယ်ရွယ်နဲ့ဘောလုံးအကစားမှာတော်လေးကိုထူးချွန်နေပြီးတော့မှပညာရေးပိုင်းတွေမှာပါတော်လေးကိုထူးချွန်နေတဲ့မြမတိုက်စစ်မှုအမျိုးသမီးအသင်းမှာရှိနေတဲ့မေထလူကတော့အခုချိန်မှာတော့လက်ထိခိုက်ဒဏ်ရာရရှိပြီးတော့မှတော်လေးကို ရေပေါ်စစ်တက်နေရပြီးတော့မှနားယူနေခဲ့ရတဲ့ခိုက်တန်းတွေဖြစ်နေပါပြီဒါတို့ကြောင့်ရွေးချယ်ခံရတယ်ဆိုပေမဲ့လည်းပြန်လဲပြီးတော့မှပါဝင်ရှင်ပြိုင်စော့ကစားအဝတ်မရတော့တာကြောင့်တော်လေးကိုစိတ်မကောင်းဖြစ်ရပါတယ်လို့ဆိုရပါတယ်။ဘယ်နေရာရောက်ရောက်မဲထက်လူကတော့မဲထက်လူပါပဲ။အမြဲတမ်းကိုအာရကျင်နှောက်စေတဲ့သူရလှကွက်တွေကအမြဲတမ်းကိုပရိသတ်တွေကိုစိတ်ကျင်နှောက်စေတာပဲဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေတော်တော်များများကတော့ပြန်လဲကြောင်းမှပြီးတော့မှအကောင်းဆုံးပြန်လဲ စော့ကစားနေပါစေဆိုပြီးတော့မှကိုဆူတောင်းမြတ်တာတွေပေးနေကြပါပြီဒါပေမဲ့မျောလင်းမထားတဲ့ကိစ္စတွေနဲ့တရင်ချိုတော့အဒီထိခိုက်ခံရတဲ့လက်တံရကတော့အနည်းဆုံးနှစ်နှစ်ကနေသုံးနှစ်အတွင်းကို တန်ကြတာတဘလုံးနေစုံမကစားပဲနဲ့အလားယူရမယ်ခိုက်တာနဲ့ဖြစ်နေပါပြီ။တော်လို့များတန်ကြန်တတာစုံကစားမိတဲ့အချိန်မှာပြန်လေကျိုးသွားခဲ့မယ်ဆိုလို့ရှိရင်တော့လက်ကဘလုံးမှာကလှုပ်မရပဲပြစ်သွားနိုင်တဲ့အနေအထားတွေဖြစ်နေတာကြောင့်မိထက်လူကိုစိတ်ကူတာပေးနေကြတယ်။ဒေါက်တာကိုရင်ကိုက ခုလိုပဲဆိုကြပါဗါး။အနည်းဆုံးနှစ်နှစ်ကလည်းသုံးနှစ်အတွင်းကိုပြန်လည်အနားယူရမယ်အခိုက်အတန့်ဖြစ်နေတာကြောင့် သူ့ဘက်ကနေပြီးတော့မှကောဘလိုမျိုးဆက်လက်ပြီးတော့မှဖြည့်ရှင်းသွားမလဲတကယ်ပဲအဒီနည်းနည်းသုံးတဲ့ကိုသူဝါဇနာပါနေတဲ့ဘလုံးကိုစုတ်မကစားပြင်းနဲ့အနာယူမလားဒါမဟုတ်ရဲ့အလင်းငယ်ကောင်းသွားုံနဲ့ပြန်လေစုတ်ကစားမလားဆိုတာတော့သူ့ပုံမှာပုံပြီးအများကြီးမူတီတာပေါ့ဗျာဆိုတော့ တတော်ဆောင်မြော်နေကြရမယ်ချက်လူရဲ့တိုက်စစ်ကေးတွေကိုတော့ဒီနနဲ့၃နဲ့အတွင်းကတော့ဘလို့မှ ရှုမြင်ရတော့မှမဟုတ်တလို့သူကပျောက်ကွယ်သွားရမယ်အနေထားတွေလည်းတွေ့မြင်နေရပါပြီ။